းမဲ့မင်္ဂလာပါရှင်ကျွန်တော်ကတော့အန်နီဖြစ်ပါတယ်ဒီနေ့မှာတော့နောက်ကြည့်မယ်ရဲ့အပိုင်း6အခန်း7နဲ့9ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဆုံးထိလိုက်ပါနားဆင်ပေးကြပါအောင်နော်အခန်း7လမ်းဖြားလားကြောက်ဖြားလားမသိပြားထုတ်ထန်ရမှအနှင်ရှိန်တက်သည်ဆိုရမလားထုံညတွင် သူဖြားတော့သည် ထိုကညိုကတင်းနှင်းစင်ကစသူနာပြုစီယာမအိုက်တင်ဖြင့် စင်းဝါများအပါဝင်တောက်တုံမဲရများပွေကရောက်ချလာပြန်သည်တပူပေါ်နှစ်ပူဆင့်ပြန်ပြီပေါ့အနီးစားဆင်းရဲရတဲ့အချဲဟုဒေါ်တင်တင်ဝေဖန်ရင်းဆရာတော့ကြောင်းအောက်ကုပြစ်တလုံးဖြင့် ဖြစ်တလို့နေရတော့သူ့အနေထားကိုအလိုမကျကြည့်ကမလကာတိတလုံးရဲ့ဆွဲဆောင်မှုနဲ့နင်းတို့ဒုက္ခကိုကြုံရတယ်ဘာမှစူးစမ်းစင်ကြင်မှုတတိမရှိကြဘူးဟုမိတွန်တောက်တီးနေပြန်သည် ဆရာတော်ကဇင်းကြံလျှောက်ရင်းလာကြည့်၍စီကံသွားပြလိုက်တာအကောင်းဆုံးပဲရောင်ဝါးဝါးလှုပ်မနေကြနဲ့ငါမှတာဝန်ရှိတယ်ဟုမိန့်သည်ညနေစီကံမသွားမီသူအဖျားတက်ပြီးအမိကို ရောင်ရမ်းသလိုတန်းတမိ၏ဒေါ်တင်တင်မျက်နှာညှို့၍ဟဲငါတို့ရှိတာပဲဘာအားငယ်စရာရှိလဲဟုနှစ်သိမ့်ရသည် သူစိတ်ချမ်းသာသွားဟန်ဖြင့် ခြေစွတင်သောမျက်ဝန်းများဖြင့်ခေါင်းငိတ်ပြသည်ပိန်နေသည့်ထုံးတို့ထားသည့်နှင့် တူလာသောသူ့မျက်နာကိုကြည့်၍ညို့မှတနာသည့်ကြားကရဲချင်းစိတ်ကိုစွတ်မျိုးတိတ်ထားရသည်မှာဗိုက်ကြောပင်အောင်မတက်နောက်ဆုံးတွင်ညာရင်ညတာကြည့်ရှုဖို့ခက်မယ်ငါ့အိမ်မှာပဲဒီညနားလိုက်ဟုပြောရင်ဆရာတော်အားလျှောက်ရန်ဒေါ်တင်တင်ထသွား၏ညိုကသူ့အားချိန်နှက်စွာပြုံးပြလျက် အမေရဲ့သဘောကောင်းတယ်စူစရာရှိရင်တော့ညုံမနေပဲစူတတ်တာတခုပဲตาလည်းမရှိတော့ကိုဖေတောင်းကိုတန်ရောစင်ဖြစ်မိရဲ့ထင်တယ်ဟု ခတ်တူတူပြော၏အင်းပြားတခါတုတ်လို့ဒီလိုမိသားစုမျိုးတခါရရင်ခဏခဏအထုတ်ခံကျင်ပါတယ်ဟု သူတူတူပြန်ပြောသည်ညိုကြည်သာစွာ ပြုံးနေ၏ဘက်ထရီမိเจ้าအောက်ခေါင်းလေးလုံးဆိုင်နေကြသည် သူက ညို့ရိုအိတ်ခမ်းကျမ်းပြင်ပေါ်ဖျာခင်းလဲလျောင်းနေရမှဒါကကျွန်တော်တို့မိသားစုပုံအဖေကခီးထွက်နေလို့မပါလိုက်ရဘူးဒီမှာလေအဖေနဲ့အမေအမတ်တရရိုက်ထားတာဒါကကျွန်တော်အမမက်ရင်နွယ်ဒါကကျွန်တော်ခွေအိမ်ကခွေးမနဲ့အမတ်တရဒီမှာစသဖြင့်ဓာတ်ပုံများလက်ထောက်၍ကြာနေသည် သူ့အဝေးစားအိတ်ပါဆွဲယူခဲ့၍အိမ်ရောက်ရှော်စရာရှိတာရှော်ရင်ဆွဲထုတ်ရင် ထွက်လာသည့်ပုံများကို သူပြနေခြင်းဖြစ်သည်ဒါရီဘာလို့ယူလာရတာလဲမိသားစုကိုတန်ရောစင်ကြီးနေရင်ဒါရီဘာလို့လောက်တယ်လဲဟုညိုကမေးသည်ယူလာတာမဟုတ်ဘူးဦးလေးအောင်တင်းမေးဖို့တောရကြောင်လာတော့ကအမရည်ွယ်ကထဲ့ပေးလိုက်တာအလွမ်းပြေကြည့်ဖို့တဲ့ဟုသူဖြေရင်ဒေါ်တင်တင်ကဘဝဆောင်တဲ့ပုံအားကြည့်၍ဒါကအမကြီးလားသူကရောမင်းကိုမချစ်ဘူးလားဟုမေးသည် 음ချစ်တော့ချစ်တယ်ဒါပေမဲ့အစိုးရင်ကြီးပြီးအထော့လိုပဲတိတ်စူပူတတ်တယ်ဟုသူဖြေသည်သူပွပွလင်းလင်းဝေဖန်သလိုပြော၍ဒေါ်တင်တင်ကြည်နဲ့တော်လဲဟဲ့နင်တို့တဘာဝကိုကဟန့်တာနိုင်မှတန်ခါကြတာငါတို့လိုပါစပ်အမြုပ်ထွက်အောင်စူပူတဲ့လူမရှိရင်တလောကလုံးဟာမြောက်တွေလက်ချက်နဲ့အပင်တွေမှာဘာအသီးမှမကြံမဲဖြစ်မယ်နင်တို့မြောက်တွေကဘယ်ခါအငြိမ့်နေကြလို့လဲ ဘာမှလည်းနားလည်တာမဟုတ်ဘူး။ဒါကြောင့်တိုးရဲမှာမြောက်ဖမ်းတဲ့မုံဆိုးတွေက ပလင်းတွေကရေတွေနှဲ့တောက်ပြီးထားခဲ့တယ်။မြောက်တွေကချောင်းကြီးပြီးလူလုတ်တလို့လိုက်လို့တော့ပလင်းတွေကအရက်တွေတောက်မိပြီးမူလဲ။ဒါနဲ့မုံဆိုးကပြန်လာပြီးအသာဖမ်းသွားတော့တာပေါ့ဟုပြောတော့သည်။ဒါရေစရာကောင်းသည်ဟု အုံနာကဆုံးဖြတ်ပြီးသည်နှင့်ရဲချလိုက်ရန်တစ်ဆက်ထက်အမိန်ပေး၏။ထုံမိန်ကို ညိုခြေပွန်စွာထမ်းလိုက်သည်အမေကဟဲ့ဒါရဲစရာပြောတာမဟုတ်ဘူးနင်တို့မြောက်တွေဒုက္ခကိုဆက်ဆော့ပြီးရှာတဲ့လွန်းလို့ဟုငော့ဤဥရွှေခင်တကားကိုထားပေးပြီးမင်းတို့မိဘတွေကဘလို့သဘောရှိလဲမင်းတို့เจ้าမှာလုတ်ခဲ့တဲ့ကိစ္စအပေါ်ဟုမေးသည်သူဟုတ်ကဲ့ဟုပြောပြီး သူတို့လည်းအရင်ခေတ်နှစ်ခုစလုံးကိုမှီလိုက်တာပဲကျွန်တော်တို့နဲ့ဆန္ဒချင်းတော့တိုက်ပါတယ်ဒါပေမဲ့မင်းတို့လောက်တိုင်းအခံဘက်ကကြီးပဲလို့ပြောတယ်ဥတန်တို့မှိုင်းရပြေတို့တုန်းကကျောင်းသားတွေကျွန်တော်တို့ဝင်းချင်မှာရှိခဲ့တော့ကျွန်တော်တို့ကိုလည်းစိုးရိမ်ပူပန်တယ်ဟု သူဖြေသည်အေးဒါမျိုးကတနွေငင်းဒစင်ပါဆိုသလိုပတ်သက်မိတဲ့လူတွေပါထိခိုက်နိုင်တယ်မှန်တာပြောရရင် ငါတို့လည်းခက်လန့်လန့်ဝင်တန်းဖြစ်နေတော့ပူဆင်ကျင်ရတယ်။ဟုတ်ပါတယ်ဦးလေးတခုတော့စိတ်ချပါတခုခုဖြစ်လာရင်ဦးလေးတို့ကို မထိခိုက်စေရပါဘူး။ကျွန်တော်ကိုတော်သားဖေသားအဖြစ်ပဲဦးလေးတို့သိကြတယ်လို့ကျွန်တော်ပြောမှာပါ။အေးလေငါတို့စိတ်แทရှိတာတော့မင်းသိမှာပါ။အားပေးနိုင်တလောက်အားပေးတာပဲ။ဒီကနေမင်းတို့နောက်ကလိုက်နိုင်ကြမယ့်အခြေအနေအရေးကြီးတယ်။ မင်းဘလို့သုံးသက်ထားသလဲကျွန်တော်တို့အဖွဲ့တွေဝင်းကျင်မှာလဲအားလုံးကြိတ်ပြီးအာယုံဆိုင်နေကြတာပါပဲအပြောင်းလဲတစ်ခုကိုအာသာပြင်းပြင်းညှော်လင့်နေကြတယ်လို့ကောက်ချက်ချထားကြတယ်ဥရှိခင်ခေါင်းတဆက်ဆက်ငိမ့်သည်ပြီးမှမွန်းချက်ညောင်းညာနေတာကြတော့ဒီလိုပါပဲဟုရေရွတ်၏ကျွန်တော်သဘောကတော့ညှော်လင့်နေတာထက်ယုံကြည်ဖို့လိုတယ်အားပေးတာထက် ဝင်ပါဖို့လိုတယ်လို့မြင်ပါတယ်။ဒါကတော့မင်းတို့အစွမ်းစပေါ်လဲမူတီတာပေါ့ကွာ။ရအောင်ဆွဲခေါ်ကြည့်ပေါ့။တို့လူတွေအချင်းတွေကမောင်ခေါ်ရအထုပ်ကလေးပိုက်လို့လိုက်ချင်နေတာပဲဟုပြောကပြုံးနေသည်။အတော်အားရှိမိတဲ့ဦးလေးဟုသူဝမ်းပန်းတသာပြော၏။ဒေါ်တင်တင်က သူ့မျက်နှာကိုစိလိမ်ပင်းရံပြင်းရင်ကြည့်လဲလို့အောင်မလကာတိခူးတာတောင်မမြင်တဲ့မြောက်တွေ ငါနောက်ကထုံတဘူးနဲ့မလိုက်ပရစေနဲ့ဟုတတိပေး၏ညမျက်စီတဲတွင်ကပုံရိပ်တစ်ခုရေးရေးထင်မြင်လာသည်ထုံပုံရိပ်သည်အမောင်ကိုဖောက်လာသောအလင်းနှင့်အတူပေါ်လာခြင်းပင်လမ်းကြောင်းတစ်ခုပေါ်ထွန်းရာတက်လာသောအဆုအဝေးအဆိုင်ခဲများမှိန်နေရာမှတောက်ပလာပုံလဲပေါ်၏ဖေတောင်းက ညောင်သည်လဲစားလင်းညိုတန်လဲနားထောင်ဆိုတဲ့စကားလိုလားအကျော်ဟုမေးသည်အဲ့ဒါကငှဲ့အတွက်ပဲနင်တို့မြောက်တည်အတွက် မလကာသည်ခူးရင်ပြောင်းအောင်လဲကြည့်ဟုဒေါတင်တင်ကစကယ်ပုံကိုပြုပြပေးလိုက်၏အခန်းကိုလူတွေကိုဘာကြောင့်လောက်ရမယ်ဆိုပြီးစီယုံဖို့မလို့လှဘူးကွဘလို့လောက်ကြမလဲဆိုတာပဲငါတို့ကိုမေးနေကြတယ်ထွန်းတက်စကားကို သူရခေါင်းငိတ်ထောက်ခံရင်အေး ငါတို့ဘက်ကနောက်တစ်ပွဲဒီထက်ပိုပြီးကြဲကြန့်အောင်ဆင်နွှဲနိုင်ဖို့ပဲဟုသုံးသက်၏သူတို့သုံးယောက်လေးခွကိုစီဖြင့်ငှက်ပြေရောင်ဆောင်ရင်းတစ်ပင်အုပ်အုပ်ရှိရာတစ်ဖြည်းဖြည်းရွေးလျက်ပြောလာကြခြင်းဖြစ်သည်တရက်ပင်ပေါ်မှဇရက်ကိုသူရခွားနဲ့လှမ်းပြေးပြီးဟစ်ကောင်မင်းနာမည်ဖေးတောင်းလို့ပြောင်းထားတာကောင်းတယ်ငါတို့လည်းဒီလိုနာမည်ဝတ်တွေထားရမယ်ဟုပြော၏ငါလည်းပါဇက်ထဲတွေ့ရထားလိုက်တာကွာ ရုံပန်ကြီးမိသားစုကလည်းဒီနာမည်ခေါ်တော့တယ်။ဒါမှငါနောက်ကျောင်းကိုတခြားသူတွေညှက်ချပြက်မှာ။တရက်ပင်ချင်ရင်၃ရက်ဝိုင်းထိုင်ရင်ထွန်းတက်မှမိုးကြရင်တော့ကြောင်းပြန်ဖွင့်မှာပဲ။ငါတို့ဒီရတော့တွင်ရောက်တော့လိုက်ချိတ်ထားရမယ်။ဟိကောင်ဖေးတောင်းမင်းတော့ပြန်လို့မဖြစ်သေးဘူးကွ။မင်းတို့အရက်လူကြီးကတိတ်မဟန်ဘူး။ဒါဆိုလဲငါဒီကပဲစီယုံနှိုးစော်စာတွေရေးနေမယ်ကွာ။ဒီမှာအကြံရေးထားတာဖတ်ကြည့်အောင်။ ။သူရနဲ့ထုံးသက်တို့ဖက်ကြည့်ပြီးအေးဒါကိုပြင်ကြရှိရင်ပြင်မယ်။ပြီးရင်ဖျောင်းလဲပြီးဖြတ်မယ်ဟုတက်ကြွနေကြသည်။ဆာရွက်ကိုတေချာခောက်သိရင်သူရကကြပြားလဲရေးလေကွာ။ပြောင်းကြကြရေးကွာ။ရွှေချောင်းကဖေးတောင်းဆိုပြီးကလောင်နာမည်တက်ဟု အကြံပေး၏။သူရဲကအေးပါကဲမင်းတို့ပြန်မို့လို့တော့ယထာလာကနေပြီးမင်းတို့ဘာသာလက်မှတ်ဝယ်ပြီးပြန် ငါနဲ့တွေ့တာလူတွေမတွေ့တာအကောင်းဆုံးပဲ။တကြံရဲ့ကြော်ရင်နောက်တစ်ခေါက်ဆုံကြမယ်ဟုနှိုးဆော်သည်။ဂျန်တူထရကြခြင်းပဆုံးမဖုံများခါလျက်ထွန်းသက်ကဟိကောင်ဖေးသားရုံပန်းကြီးသမီးလေးကအတော်ပြေပြစ်ပါလားဟုစကားဆသည်။ကလေးသာသာရှိပါသေးတယ်ကွာချမ်းသာပေးပါဟုတောင်းပန်နေသည်ကြားကချမ်းသာပဲပေးမှာပါကွာစင်ရမပေးပါဘူးဟုထွန်းသက်ကကြင်ညာသွားသည်၏။ အုံသိရင်တဲ့နှလုံးသားသည် ခေါင်းနှင့်ဆောင်မိသောဘူးသည်နှင့်လှုပ်ရမ်းသွား၏သူဘူးစင်အောင်မှဘျုံကနေထရရလိုက်ရာအမတ်မထင်ဆောင်မိသည်ဘူးသည်အားလက်ဖြင့်ပြန်ထန်းရင်းညိုတရထူးခြားနေသည်ကို မကြည်မချမ်းတွေးမိ၏ကြည့်လေစတုဒီတာမန်တက်မှာမုံလုံးရေပေါ်လုံးပြီးသည်နှင့်ညိုပြန်မယ်ဟုဆိုကမခင်ရေကိုနှုတ်ဆက်ပြီးထွက်ခွာသည်မှာဘယ်သူကမှပဲနှုတ်မဆက် သူမမျက်နှာလေးကြည့်ရင်အကြံအစီပေါင်းစုံကိုအစီအစဉ်ချထားသည့်အုံသိရဲ့အတွက်ညှော်လင့်ချက်မရတော့မှလားညိုနဲ့တူရေပက်မယ်ညိုပက်သည်မကုန်းတဲ့ရေကိုသူ့အိမ်ကမီးဆက်နဲ့မောင်းပြီးပိုင်းနဲ့တင်ပေးမယ်ပြီးတော့ခိုင်းနှစ်တွေလိုနေ့လယ်ပိုင်းမှာကက်ဆက်ဖွင့်ပြီးကကြမယ်ညိုကအဖေဝယ်လာတဲ့ကင်မရာနဲ့ညိုကိုဓာတ်ပုံရိုက်မယ်ဒါရီကြံထားတာတွားပြီပေါ့ဟုတ်လားမခင်အေးကအေးငါလိုက်ပို့ပယ်ဦးဆိုကား ရေပေါ်ကစားမုံလုံးဘန်းတွေကတဆုပ်ထဲယူပြီးဖက်နဲ့ထုတ်ခါညိုနဲ့တူထွက်သွားသည်။အုံသိန်းအသေးနှလုံးကိုနှိုက်ပြီးယူသွားသလိုအုံသိန်းထင်မှတ်လိုက်၏။ဒီလောက်ပြောစရာကောင်းတဲ့အချိန်မှာပျော်နေရမယ့်နေရာမှာမနေပဲဘာလို့အိတ်ကြံရမှာလဲ။တောဘူတာနဘေးကအင်းကြီးချင်းတော်မရှိငုတ်တုတ်ကြီးပြင်းစရာကောင်းတဲ့နေရာမှာဘလို့ကြံကြမှာလဲ။ဘူတာယုံရှိမှအိတ်နေတဲ့ခွေဝဲစားတွေကိုရေပက်လို့ပြောရမှာလား။ အုံသိဘလို့မှတွေးမရညိုကတော့မခင်အေးလိုက်ဖို့ရာ ရေကမောကထွက်သွားချေပြီသူများပြောလို့မပြောနိုင်ဆိုတော့တန်ကျက်ထိုးတံမှာ အုံသိရဲ့အတွက်ဖြစ်သွား၏တန်ပေါက်စားတံပလွပလွချက်ပေါက်ကိုက်တံကျွတ်ကျွတ်ယမကပလင်းတွေကျွတ်ကျွတ်အစီဝေပွဲကြီးကုတ်ကုတ်တို့ပြည်သူတွေဖုတ်ဖုတ်ဖလတ်စတစ်ဘုံကို သူဝတာပုံလိုခောက်၍တန်ချက်ထိုးပြနေသောဖေသာကြီးရဲ့ရင်ညိုကဆလောင်းပုံကို တချွန်းချွန်းကြီးလိုက်တီးပေးနေသည်ဥရှိခင်သည်မိဖို့ခန်းတွင်နှစ်ယောက်တည်းတန်ချက်ရည်သည်ပင်ဆင်နွှဲနေသည်သူတို့နှစ်ဦးအားရက်ကြည့်ရင်အဲ့ဒါဘဲကတန်ချက်လဲဟုမေး၏ညိုကတောသားကြီးတန်ချက်အဖွဲပေါ်ဟုရေမောမပြက်ထေသည် ဖေသားမှာနှစ်ဖူးတွင်စီထားသောပိတ်ဆာနီနှင့် နောက်ကြောတွင်ပစိုးဟောက်တစ်ချဲဝိယုံလိုခြုံထားသည်တို့တလုံးလုံးရမ်းအောင်ကရင်အဖြေကိုတန်ချက်ထိုးတန်ချက်လိုထိုး၍ပေးသည်ဟုတ်ခေဟောင်းကတန်ချက်ပါအခုခေထားတွေထိုးလို့မရဘူးဥရွှေခင်အိတ်ကတ်ထဲစမ်းကြည့်ပြီးငွေဆက်ကိုအချို့ထွက်လာ၍ရော့စူးချတယ်ညိုကဆက်ခနဲဖြတ်ယူကထပြေးသည်ဒေါတင်တင်မှာအာလူးများကိုလှိချွတ်နေရမှမြောက်တွေကိုငှပြောသည်ပေးပြန်ပြီး ပူအားရှိပြီးတနေ့လုံးအိတ်မရအောင်ဂျွန်းထိုးပြနေတော့မယ်ဟုဝင်ပြော၏အရက်ရီထိုးပက်ချင်တခုတင်မောနစ်ပါစေဟဲ့နမိတ်မရှိနမမရှိဖီသား၏တန်ချက်ကိုဒေါ်တင်တင် အထိတ်တလန့်တားဤပထမစုပေဒိုးဦးလေးတင်းစုပောက်ပါစေဟုဖေတောင်းကဆုတောင်းဤစုမချသူဒေါ်စုပူဝဲထူပြောက်ပါစေဟုညိုကဝင်းအော်ဤမူကျိုးပြစ်ခံခြင်းလို့ငါ့ကို ုဒေါ်တင်တီမကြည်မချမ်းစုသည်ညိုကအမေမှာဝဲရှိရင်တောင်ပျောက်ပါစေလို့ဆုတောင်းတာပဲဟုဆင်ခြင်ပေးပြီးဖေတောင်းရင်ဘက်သို့ဝင်းဆက်ကူများချိန်နဲ့တွေ့ပေ၏ဖေတောင်းကဇမင်းသားဟန်ဖြင့်ညို့မြတာခံယူမဲ့ဒေါ်သားကြီးပေမို့အာခေါင်းနှစ်ချမ်းပြန်ပြန်꿰အောင်អော်ရပါအောင်မည်ဟုဆိုနေသည်អော်မိရွေးမာတဲ့အဖက်မတင်ခဲ့တဲ့ငါသားကြီးသာရှိရင်မောင်ဖေသားအွယ်လောက်ရောက်နေမှာပဲ ကျွေးမညူနဲ့ပေါင်းပြီးခုလိုပြောစရာတွေလုံးနေမှာပဲဟုတွေးရင်ဒေါ်တင်တင်ငင်းငိုင်ကြည့်နေမိသည်ဥရွှေခင်ကရွှေဘုံဏီတန်းအဖွဲကတန်ချက်တွေမရဘူးလားဟုမုတ်စိမ်မွေးညှက်ရင်မေး၏ညိုကကြားဖြတ်၍နေ့လေကတန်ချက်ဟာတအဖေကိုလှုပ်ကြလိုက်လေအဖေမကြည့်ရသေးဘူးကိုဖေတောင်းကရှင်ပြန်လှုပ်ညိုကထီတော်မိုးလှုပ်မယ်ဟိုဟာလေးကပြလိုက်ပါလားဒီဟာလေးစုပြလိုက်ပါလားစသဖြင့် လူတက်ဝင်လုံနေ၏။တကြံရီမဆိုးတကြံမိုးမရွာပဲဤကေဟာလေးစုပြည့်နေသည်ကို အာလုံးချီနူးစွာနှစ်သက်ကြိုနှစ်သက်ကြိုခံစားနေကြ၏။အကြနိကလည်းရုတ်တရက်ပြန်သွား၏။မှုန်ထူပြီးကြံခဲ့ရာရေလောင်းဖို့ပင် အခွင့်မရလိုက်။ဒီနေ့တော့မန်းနဲ့လာမည်ထင်၍ညော်တော်လဲညိုကပေါ်တော်မမူအုံသိန်းနေမထိထိုင်မသာသည့်အစုံဘုဒ္ဓလေးရှိမှ တောလိုက်မုတ်ဆိုးနဲ့ချောင်းမြောင်း၍ရေပဲ့ရန်ကြံသည်ရွှေသမင်ညိုကအရေအယောင်ပင်မပြအိမ်ဘေးကလည်းအိမ်ဘေးကပတ်ကြည့်လဲမမြင်နောက်ဆုံးညိုတို့နောက်ဖေးချမ်းစီယိုဘက်မှလှဲ့ချောင်းရန်ကြံသည်စူးချုံပေါ်တော့စီယိုဘေးကုတ်ကတ်သွားပြီးညိုတို့နောက်ဖေးဘက်ကိုသူကြည့်သည်နောက်ဖေးကရေကပင်တွင်ပလက်ကလထိုင်ဖြင့်ငိုင်းမြင့်နေသူတအုပ်ကိုညိုကနောက်မှတိုင်း၍ ညနာအုံမဲတုံးလိုက်သည်ကိုအုံသိမ့်မြင်လိုက်၏ထို့သူလက်နိုပီရေမောကညနာကိုပုတ်လက်မပေးလာတော့အုံမဲဖြင့်ညိုလက်မောင်းကိုလှမ်းတုပ်သည်ကိုလည်းအုံသိမ့်တွေ့လိုက်သည်မတက်မတာညနာဖြင့်ထွက်ခွာသွားသောအုံသိမ့်ကိုအဘမောင်နှီးထိုင်ဖြာနေရမှလှမ်းမြင်လိုက်ပြီးဒီကောင်စူးကြုံကြတဲ့အထိလာချောင်းနေပါကလားဟုသတိပြုလိုက်မိသည် တကယ်တမ်းကျတော့မက်ခင်အေးကြိုတင်စီစဉ်ထားသလိုမှင်မသေးနိုင်။အုံသုံးရင်အုံသိရင်အမေကိုအေးဆေးစွာဖြေရမည်အစားရင်တဲထိတ်ပြသွားသေးသည်။ဒါကိုဂရုတစိုက်ရှိသော အုံသိကဘဝင်မကျ